ပကူတိုင်းရေတရှိမြို့နယ်စစ်တောင်းမြေဝအရှင်ဘဲကမှရှိတဲ့စစ်တပ်အထိုင်ချတပ်စခန်းတစ်ခုကို နေပြည်တော် PDF ကတိုက်ခိုက်တိုက်ပိုက်ခဲ့ရာတည်ယူမှုအပါအဝင်စစ်တပ်15ဦးတည်ဆောင်းခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့မှာစစ်တောင်းမြေဝအရှင်ဘဲကရွတ်တက်ကျေးရွာမှာရှိတဲ့အင်အား60ရှိတဲ့စစ်တပ်တပ်စခန်းတစ်ခုကိုနေပြည်တော်စစ်တိုင်းအောက်ကဘျူဟာစစ်ကြောင်းတွေဟာဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတိုင်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ် အဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်တပ်ဘဲကစခန်းဆုံးခွာထွက်ပြေးသွားပြီးတပ်ရင်းမှုအပါအဝင်စစ်တပ်15ဦးတီဆုံသွားခဲ့တဲ့အပြင်စစ်တောက်ပါ2ဦးကိုလည်းအရှင်ဖာစီရမိခဲ့တယ်လို့ပြောပါရယ်တီဆုံသွားတဲ့စစ်တပ်တပ်ရင်းမှုက လေချောင်းကကွယ်ရေးတပ်လက္ခဏာနေ့3ရက်နေ့ကဒူးပုံမှုကြီးအစီရှိညင်းညင်းနိုင်ဖြစ်ပြီးအရှင်ဖာစီရမိချိန်မှာလက်နဲ့ထောက်ကပြန်လေခူးခါတာကြောင့်ပြစ်ခတ်လိုက်တယ်လို့ဆိုပါရယ် အဲ့ဒီအပြင် drone ချာမှာအထိုင်ဆက်ကြီးတလုံး MA11 တလက် MA3 တလက် G3 3တလက်60မမတလက် Disto တလက်60မမဂျင်၅လုံးဂျင်ဘောဆက်ခုဂျင်မျိုးစုံတထောက်ခနဲ့မိဆက်တလုံးကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲအသွေးနေပြည်တော် PDF ဘက်ကရဲဘော်နှုတ်ထိခိုက်တရရရှိခဲ့ပြီးစစ်တပ်ဘက်ကစစ်ကူစစ်ကြောတွေထောက်မှထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့အတည်ပြုထားပါတယ်။ စစ်တောင်မြစ်ကတခြားတွေစစ်တပ်ဘက်ကအင်အားဖြင့်ပြီးစစ်ကြောင်းထိုးနေတာကြောင့်အနီးဘဝကျင်းမှာရှိတဲ့ဒေသခါတွေအနေနဲ့စစ်ရေးတည်တည်နဲ့နေထိုင်သွားလာကြဖို့နေပြည်တော် PDF ကတတိပေးထားပါတယ်။